ရာသီအရန်ထိန်နေတဲ့အမျိုးသမီးတွေရှိပါသလားအဲ3လ5လ6လတစ်နှစ်စသဖြင့်မှာပေါ့နော်အဲအဲ့လိုမျိုးရာသီတွေကပုံမှန်တစ်လတစ်ခါမှလာပဲနဲ့အဲ့လိုမျိုးလတွေအရန်ကြပြီးတော့မှလာတယ်ဆိုလို့ရှင်နောက်ဆက်တဲ့အနေနဲ့ဘာတွေဖြစ်လာနိုင်လဲဆိုလို့ရှင် PCOS ဖြစ်လာနိုင်ပါတယ် PCOS ဆိုတာကြတော့ဒီအမျိုးသမီးရဲ့ပေါ့နော်ဒီမှမျိုးဥအိမ်လေးမှာပေါ့နော်ရေအိတ်တဲတာတွေဖြစ်လာနေတယ်နောက်ပြီးတော့မှဒီတအိမ်မှာအလုံးကျိတ်ဖုခဲတွေဖြစ်လာနိုင်တယ်ပေါ့နော် အဲ့လိုမျိုးဖြစ်ပြီးဆိုလို့ရှိရင်တော့ယာတီယာပုံမှန်မလာတော့ပါဘူးသူတို့လာလာမယ်ဆိုလို့ရှိရင်ပေါ့နော်လာတဲ့ခါမှာအများကြီးဆင်းတာတွေဖြစ်တတ်တယ်တချို့ဆိုနည်းနည်းလေးပဲဆင်းတာကြီးလည်းဖြစ်တတ်တယ်နောက်ပြီးတော့မှအတုံးခဲကြီးတွေပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းတွေဖြစ်မှာပေါ့နော်ဒီလိုမျိုးဖြစ်မှာကိုဆရာဝန်တဲ့တိချာကုသရမှာဖြစ်တယ်မကုသဘူးဆိုလို့ရှိရင်နောက်ဆက်တဲ့အနေနဲ့ပေါ့နော်ပိုဆိုးပြီးတော့မှအပြိုလေးပဲဖြစ်ဖြစ်အိမ်အောင်တယ်ပဲဖြစ်ဖြစ်ပေါ့နော်တိုင်ထုတ်လိုက်ရတဲ့အထိကိုဖြစ်စေနိုင်ပါတယ်နော် ဒါကမူလ6ပြောတာမဟုတ်တကယ်ဖြစ်တဲ့တဲ့အိမ်ထွက်ရတဲ့သူတွေအများကြီးရှိတယ်နော်အဲဒါဆိုလို့ဒီမူမမန်ဘူးပေါ့နော်ယာတိထိန်းနေတယ်ယာတိပုံမမဟုတ်ပဲနဲ့အများကြီးဆင်းနေတယ်ဆိုလို့ရှင်နော်လုံးဝမပေါ့ပါနဲ့အဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ရှင်ကိုကယာတိကပုံမှန်တလတစ်ခါမလာဘဲနဲ့မှအဲ3လအဲ့လိုမျိုးမှတစ်ခါလာတယ်4လ6လမှလာပြီဆိုလို့ရှင်နော်အတင်းတော်ဆုံးကတော့ဒီ VGN တိုင်ကျမ်းမာပြည့်စုံစာစီလေးတောက်ပြီးလို့ရတယ်ဘာလို့လဲဆိုလို့ရှင်ပေါ့နော် ဒါကဟော်မုန်းလေဗယ်ကို ထိန်းကြီးစေတယ်ရာသီကိုမှန်စေတယ်ဒီထဲမှာသဘာဝပစ္စည်းကိုမျိုးနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်အဂျင်းဆနွင်းပေါ့နော်ဒီလိုမျိုးပစ္စည်းနဲ့အဲထုတ်လုပ်ထားတာဖြစ်တဲ့တကြောင်မလို့အမျိုးသမီးတွေအတွက်ရာသီထိန်တဲ့သူတွေရာသီပုံမှန်မဆင်းတဲ့သူတွေပေါ့နော်ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းတွေပေါ့နော်အဲ့တော့အတုံခဲတွေဆင်းနေတဲ့သူတွေဒါလေးနဲ့အရန်တင့်တော့ပါတယ်နော်အဲတောက်ပေးကြည့်ပါတောက်ပေးတဲ့သူတွေရာသီပုံမှန်ပြန်ပြီးတော့လာတယ်ပေါ့နော်အမျိုးသမီးတွေအပြိုဆိုလို့ရှိရင်လည်း အဟော်မုန်းနဲ့မညီမျှဘောနော်အိမ်နောက်သေးဆိုလို့ရှိရင်တားစီရဲ့ဆူကြောချာရာတီပုံမမှန်မူးမမှန်ဆိုလို့ရှိရင်ဒီ virginity တိတ်ဆတ်စီကိုပုံမှန်လေးတောက်ပေးပါတောက်ပေးခြင်းအပြင်ရာတီပုံမှန်လဲပြီးတော့မှပုံမှန်လာပြီးတော့မှဒီအမျိုးသမီးတွေကျမ်းမာရေးကောင်းစီမှာဖြစ်တယ်သူကကြားတဲ့အိမ်ကိုတန့်စီတယ်အသွေးသားကိုတန့်စီတယ်ဘောနော်နောက်ပြီးတော့ရာတီပုံမှန်လာတယ်ဟော်မုန်းလည်းပဲထိန်းကြီးပေးတယ်နောက်ပြီးတော့တအိမ်ပြဿနာဒီလိုမျိုးဘောနော်အလုံးကျိတ်ဖုခဲတွေဖြစ်နေမယ်ဆိုလို့ရှိရင်ဖြစ်ကစားလေးဆိုပြီး ေးဖြည်းလေးနဲ့ပျောက်သွားတယ်ပေါ့နော်။အဲဒါကြောင့်မလို့ဒီလိုမျိုးဖြစ်စာလေးကိုတောက်ပေးမယ်ဆိုလို့ရှင်အမျိုးသမီးရဲ့ယာတိပြဿနာတိုင်ပြဿနာကိုကောင်းမွန်စေမှာဖြစ်ပါတယ်။လိုချင်တယ်ဆိုလို့ရှင်တော့မူလရဲ့ Facebook စီမှာအသေးစိတ်လာရပြီးဆွေးနွေးမြင်လို့ရပါတယ်။ကျေးဇူးတင်ပါတယ်မူလဖြစ်ပါတယ်။